တရိတ်ဆန်တွေရသူတို့ကိုယ်ပိုင်စီကံတွေနဲ့နေထိုင်ကြတဲ့သူတွေပါလူတွေကခိုင်းလို့ရတဲ့အကောင်တွေရှိသလိုတင်ပြပေးလို့မရတဲ့အကောင်တွေလည်းရှိပါသေးတယ်။ဒေါ်ရိုင်းဒေါ်နဲ့တွေထဲမှာတရိတ်ဆန်တွေဘလို့နေထိုင်ကြသလဲဆိုတာတွေကိုပရိသတ်ကြီးတို့စဉ်းစားဖူးမှာပေါ့နော်။ခိုင်တို့ရဲ့မြင်ဘူးနေကြတရိတ်ဆန်တွေထပ်ပို့ပြီးတော့ရှုပ်ထွေးတဲ့ဘဝနေထိုင်မှုတွေရှိနေမလားဒါမှမဟုတ်ရင်တော့ပို့ပြီးတော့ရှင်းလင်းတဲ့ဘဝနေထိုင်မှုများလား ခိုင်နှုံမှန်းထားတဲ့အတိုင်းမဖြစ်နိုင်တာလည်းရှိတာပေါ့လေဒေါ်ရင်မာနေထိုင်ကြတဲ့တတဝရီယာလေးလူရီရဲ့အဖွဲ့အစည်းတွေလိုမျိုးပဲဆက်နွယ်မိခိုးမှုတွေရှိကြပါတယ်တကောင်နဲ့တကောင်တစ်မျိုးနဲ့တစ်မျိုးဆက်နွယ်မှုတွေအကျိုးသက်ရောက်မှုတွေနေပါပို့ပြီးတော့တည်တည်ကြကြသိရနိုင်မှုအတွက်ဒီဗီဒီယိုထဲမှာတရိတ်ဆန်တွေရဲ့နေထိုင်ကျက်စားမှုဗီဇသဘာဝတွေအကြောင်းကိုရှင်းလင်းဖော်ပြထားပါတယ်သူတို့ရဲ့အမှုကျင့်တွေကိုကင်မရာနဲ့ရှိုက်ကူးထားပြီးတော့ပရိသတ်ကြီးအတွက်စိတ်ဝင်စားဖွယ်ကောင်းတဲ့အကြောင်းအရာတွေကိုရှင်းလင်းတင်ဆက်ထားတာဖြစ်ပါတယ်။ဒါဆိုရင်တော့ကျမတို့အုံနောက်တွေကို ဗဟုသုတအသက်တွေပေးဖို့အတွက်အခုပဲစလိုက်ကြရအောင်ပါလားရှင်ထပ်မြန်မာချန်နယ်ရနေကြောင်းလေးကြိုးစို့လိုက်ပါရယ် subscribe နဲ့ခေါလောင်းလေးနှိပ်ပြီးတော့အပိတ်သွားကြပါအောင်နော်ဂျေစုပါဒါဆိုရင်တော့စကြတာပေါ့ကျမကတော့ခိုင်ပါရှင်နံပါတ်1 Lisa Isbrag ပုံတဲ့တွေရဆိုရင်တော့ထင်မှတ်ထားတဲ့တန်မာမှုတွေနဲ့ပါနှံမှုတွေကြောင့်တားကောင်ရှာဖွေရတာမခက်တဲ့သူတွေပါ သူတို့ရဲ့အမြင်အာရုံကောင်းမွန်မှုတွေကဘယ်အချိန်ပါဆိုင်ရမလဲဆိုတာကြုံမြင်မိတာဖြစ်ပါတယ်။ဒီပုတ်တင်ရဲ့နာမည်အရဆိုရင်တော့ Monitor Likes ဖြစ်ပါတယ်။သူတို့ကအကောင့်ကြီးမျိုးတွေဖြစ်ပါတယ်။ငှက်တွေစားတာခင်ရတဲ့ပုတ်တင်မျိုးတွေတော့တော့မသေးပါဘူးတော့။ဒါပေမဲ့ခက်ခဲလေးလံတဲ့တားခေါင်တွေရောတော့မှအရှုံးမပေးတတ်တဲ့ငှက်တွေဟာတိတ်ငှက်တွေပဲဖြစ်ပါတယ်။အခုလိုရှားပါပြီးထိုးစမ်းတဲ့ဗီဒီယိုတွေမှာဆိုရင်တော့တိတ်ငှက်ဟာထိုးစမ်းပြီးပုတ်တင်ကိုခြေဖို့ကြိုးစားတာပါ။ပုတ်တင်ဟာတူထန်ထားတဲ့လေးနေတော့တိတ်ငှက်ဟာမခြေနိုင်ပဲပုတ်တင်သွားရကိုလိုက်စီးနေတယ်လို့ဖြစ်နေပါတယ်။ ဒါပေမဲ့ပုံသင်ကတော့နောက်ဆုံးချိန်ထိအရှုံးမပေးသေးပါဘူးရှင်။သူ့ကိုယ်ပေါ်ကတိုင်ငတ်ရှိနေရာတွေကိုမဖယ်ဖယ်အောင်လို့ခြုံကြတဲ့တိုးဝင်ဖို့အတွက်လမ်းကူသွားပါရီ။တိုင်ငတ်ကလည်းသူ့ချိနိုင်မလားလို့စူးစမ်းပြီးတော့ပြန်မာသေးတယ်။ဒါပေမဲ့ပုံသင်ကပို့ပြီးတော့လေးပုံရပါရီ။လမ်းတစ်ဖက်ရောက်တဲ့အချိန်မှာတော့တိုင်ငတ်ဟာပုံသင်ကိုအစာအဖြစ်ရသွားခဲ့ပါပြီ။ပုံသင်ရဲ့ကံမကောင်းတဲ့နေပါပဲနော်။နမနိဆန် သူ့ကိုတော့မိတ်ဆက်ပေးစရာတော့လိုမယ်လို့မထင်ပါဘူးရှင်သူတို့ရဲ့ကိုကိုကိုကာကွယ်တဲ့နေရာမှာတုံးတဲ့အစိတ်ကြောင့်ထင်ရှားတဲ့အကောင့်တွေပါအစိတ်ထုတ်ပုံကလည်းထူးခြားလို့နေပါတယ်ဒါနဲ့မကသေးပါဘူးခွေယူပြန်ယောဂပိုးဗိုင်းရပ်စ်ကိုတည်ဆောင်တဲ့အကောင့်တွေလည်းဖြစ်နေလဲသိရပါတယ်သူတို့တွေကအန်ဒီရဲ့ဖြစ်တော့မယ်ထင်နေဆိုရင်တော့သူတို့ကိုသူတို့ကာကွယ်ဖို့အတွက်အစိတ်ရည်တွေကိုဖျားနေထုတ်ကြတာပါဒါဟာသူတို့ရဲ့သဘာဝကပေးတဲ့ခုခံရေးစနစ်ပါပဲသူတို့ကအန်ဒီရဲ့ပေးရမှာမပေးရမှာတွေကိုတည်တည်ချာချာစဉ်းစားနေတတ်တဲ့အကောင့်တွေတော့မဟုတ်ပါဘူးနော်သူတို့အနာကတ်တာတွေကိုတော့အသင့်ပြင်ထားလိုက်ကြပါ ဒါကြောင့်ဒီကောင်တွေရှိတဲ့နေရာတွေကိုမသွားတာအကောင်းဆုံးပဲဖြစ်ပါတယ်။ဒီဗီဒီယိုတွေကအကောင်အကျတော့နောက်ထပ်မျိုးစိတ်တစ်ခုဖြစ်ပါတယ်။ SportX ဆန့်လို့ခေါ်ပါတယ်။သူတို့ရဲ့ကာကွယ်မှုတွေကပိုပြီးတော့ level မြင့်လာပါ။ဒီကောင်တွေကသူတို့ရဲ့ညီကိုတွေတခြားကောင်တွေလိုမျိုးပဲအစိတ်အရေးတွေပန်းထုံနိုင်ပါတယ်။အန်ဒီရီတွေကိုကာကွယ်နိုင်ပါတယ်။သူတို့ရဲ့ပိုတာတဲ့ချက်ကလက်နဖန်နဲ့စင်ကိုကိုထိန်းထားနိုင်တာပါ။အလွယ်တကူလေးဖင်ကိုပြပြီးတော့အစိတ်ရေးပန်းနိုင်ပါတယ်။ဒါကြောင့်သူတို့ရဲ့အစိတ်ထုတ်ပုံက ဒန်းစာရဲလိုမျိုးအထားကြနေတာပေါ့ဒါပေမဲ့ဒီကောင်တွေကသွားမထိတ်လေကောင်းလေအနာမကက်လေကောင်းလေပါစိတ်မထင်ရမထင်သလိုဖယ်နေရအစိတ်ရေတွေကကိုယ့်အတွက်ဖြစ်လာနိုင်ပါတယ်လမ်းမှာမတော်တဆတွေးပြီးဆိုတော့ဒီကောင်တွေနဲ့ဝေဝေးရနေတာရှောင်သွားလိုက်တာအကောင်းဆုံးပဲဖြစ်ပါလိမ့်မယ်ရှင်နံပါတ်3မြောက်ဇတ်တူသားစားခြင်း ။မြောက်တွေကိုအိမ်မွေးတရိန်စံတော်ရတာကတိတ်ကောင်းတဲ့ idea တော့မဟုတ်ပါဘူးရှင်။အလုံးကိုစိတ်မြန်စိတ်ဆက်ပြီးတော့စားနောက်တတ်တဲ့အကောင်တွေပါ။ဒေါသကြီးရင်အရန်ကိုကြမ်းတမ်းကြတဲ့အကောင်တွေဖြစ်ပါရည်။မြောက်တွေရဲမှာဆိုရင်တော့ချန်ပန်စီတွေဟာပုံမှန်ဆိုရင်တော့အသီးနှံစားရတာကြိုက်တတ်တဲ့သူတွေပေါ့။ဒါပေမဲ့သူတို့ကတစ်ချိန်တည်းမှာပဲအသားလဲစားနိုင်တဲ့အကောင်တွေဖြစ်ပါရည်။လူရီရဲ့ genomics 93.6%နဲ့တူနေပြီးမတူတဲ့6.4%ဟာလူရီနဲ့အမြောက်တွေရဲ့လို့ကွဲသွားစေတဲ့အကြောင်းရင်းပဲဖြစ်ပါတယ်။ ချင်ပန်စီရီယာဆိုရင်တော့ပုံမှန်အသားစားကြတဲ့ပုံပါပဲသူတို့ရဲ့အာသီးသားကိုဒီဗီဒီယိုမှာဆိုရင်တခြားမျိုးကိုစားရင်းနဲ့ဖြေပြောင်းနေတာကိုတွေ့ရမှာပါ ချက်တိထစရာကြီးပါပဲနော်ချန်ပန်စီတွေကအမဲလိုက်ရင်လည်းညံကောင်းပါတယ်အဖွဲလိုက်တောင်းဝင်းနေခွဲပြီးတော့ဘူဟာချက်ခုနဲ့အောင်မြင်အောင်လို့လုပ်ကြရတာပေါ့ဒါကောင်ကိုချောင်းဖို့အတွက်ချောင်းဖို့အတွက်အတိတိတီထားကြပေးတာပါပဲတခြားမြောက်တွေကဒီကောင်တွေရဲ့ရန်လိုတိုက်ခိုက်မှုတွေကိုကြောက်နေရတာပေါ့ချန်ပန်စီရီရဲ့ဇတူသားစားတာဟာဆိုရင်တော့လူတွေတွေ့လဲအနေပါပဲလူရီယိုပါတားကောင်နေနဲ့တွေးနိုင်ပါ रे ဒါပေမဲ့ကိုအမျိုးကိုပြန်စားတဲ့ဒီကောင်တွေကတော့အေးအေးဆေးဆေးပါပဲလေသူတို့ကိုသူတို့ယုံကြည်မှုအပြည့်နေပါပဲနမတ်လေတစ်ပင်ကိုပန်းနေကြတဲ့ကြက်စင်များ ဒရိဆန်တချို့မှာသိပ္ပံပညာနဲ့တောင်ရှင်းပြလို့မရတဲ့နားလျာခတ်တဲ့အခြေအနေတွေအမှုကျင်းတွေရှိနေတတ်ပါတယ်။တချို့ကောင်တွေဆိုရင်တော့ထိုးထိုးကြားကြားတွေလုပ်တဲ့အတွက်ဗီဒီယိုနဲ့မှတ်တမ်းတင်ထားကြရတဲ့အထိပါပဲ။ဒီဗီဒီယိုမှာလည်းအတူတူပါပဲရှင်။ကြည့်လိုက်တာနဲ့စက်စံတွေ၃ကောင်သစ်ပင်တစ်ပင်ကိုပတ်လည်ဝိုင်းပြီးတော့လမ်းလျှောက်နေကြရတာပေါ့။ဒီနေရာကိုဖျက်ရှောက်သွားမိတဲ့သူသားရှိတယ်ဆိုရင်တော့တေချာပေါက်ဖုန်းလေးထုတ်ပြီးတော့အခုလိုရိုက်ထားမိမှာပါပဲ။စက်စံတွေရစ်ပူစော်နေကြတာလား၊စူတောင်းပွဲလုပ်နေကြသလားတော့မသိပါဘူးနော်။ ဒါပေမဲ့အထက်နဲ့ပြောမယ်စားသိပ္ပံနေကြပြောဖို့အတွက်အချက်လက်တွေရှာခဲ့ပါတယ်။သိပ္ပံပညာရှင်တွေကိုယ်တိုင်လည်းဒီကျက်ဆင်တွေနဲ့ပတ်သက်လို့အဖြေကိုတည်တည်ချာချာရှာမတွေ့သေးပါဘူး။ကျက်ဆင်တွေကညံကောင်းတဲ့တတ္တဝါတွေပါ။သူတို့ရဲ့ဘေးစားနဲ့သဘာဝအလုံးစုံမှုတွေကြောင့်ဖြစ်တဲ့အပြုမှုတွေကိုအမျိုးအစားခွဲဖို့ကြတော့မလွယ်ကူတော့ပါဘူးနော်။ဒါကြောင့်ဒီကောင်တွေကိုထုံးစမ်းနေဆိုတဲ့စကားအောက်မှာပဲထားထားရမှာပါ။ကျက်ဆင်တွေရဲ့စိတ်ထဲမှာဘာရှိနေကြလို့အခုလိုပြုမှုနေကြတယ်လဲဆိုတာသိကြတယ်ဆိုရင်တော့ကျက်ဆင်ဖြစ်မှာပဲကျမတို့တွေသိနိုင်မယ်လို့ထင်ပါတယ်ရှင်။ နံပါတ်၅တပ်ပင်ဘဝစိမ်းမြောင်စက်စင်တွေတပ်ပင်တပင်ကိုပတ်နေတာကလည်းထူးဆန်းတာမဟုတ်ပါဘူးရှင်အခုလိုစိတ်တွေတပ်ပင်ပေါ်တက်နေကြတာကလည်းပုံမှန်မဟုတ်ပါဘူးနော်တကယ်ဆိုရင်စိတ်တွေကိုကျမတို့တွေမြင်ဘူးတာဟာမြေပေါ်မှာနဲ့တောင်တွေပေါ်မှာပဲဖြစ်ပါတယ်တပ်ပင်တက်ကိုင်းတွေပေါ်ကိုတက်တာတော့မရှိပါဘူးဒါပေမဲ့ဒီတပ်ပင်ကစိတ်တွေကြိုက်တဲ့အပင်ဖြစ်နေလို့များလာတော့မသိပါဘူးရှင် AR ဂိုင်းတက်ပင်ဟာဆိုရင်တော့မော်ရိုကိုမှာရှိတာဖြစ်ပါတယ်။သူတို့ဟာဆိုရင်တော့တက်ပင်ပေါ်မှာဖာတက်လောက်ကြလဲဆိုတဲ့မိကုန်းနေဖြစ်နေမဲ့ပြိတက်ကြီးအတွက်အဖြေရရင်တလို့ပါ။တကယ်တော့စိတ်တွေစားနိုင်တဲ့စားကောင်းတဲ့အပင်တွေကမော်ရိုကိုမှာမရှိပါဘူး။ဒါကြောင့်စိတ်တွေရလဲဘလို့နေရင်စားရမလဲဆိုတဲ့အကြောင်းထောက်ခဲ့ကြတဲ့ပုံပါပဲ။ဒါကြောင့်တက်ပင်နေပေါ်မှာကုတ်ကတ်တက်ဖို့အတွက်စူးစမ်းကြတာဖြစ်ပါတယ်။အရွက်တွေအသီးတွေကိုစားကြပြီးတော့အစိတ်တွေကိုထွေးထုတ်ကြတာပါ။ဒီအစိတ်တွေကို argon C တွေထုတ်ဖို့အတွက်သုံးရပါတယ်။ဒါကြောင့်မော်ရိုကိုမှာစီထုတ်ဖို့စိတ်တွေရလဲတစ်မျိုးတစ်ပုံကူညီပေးကြတဲ့ပုံပါပဲ။ စိတ်တွေရသူတို့ဘိုက်ကိုဖြည့်တင်အာဟာရကိုဖြည့်စွမ်းကြရင်လည်းတစ်ချိန်တည်းမှာပဲစိတ်ထုတ်တဲ့သူတွေအတွက်အစိတ်တွေကိုအလွယ်တကူအပင်အောက်ကနေကောက်နိုင်အောင်လို့ကူညီပေးတဲ့သူတွေဖြစ်ပါရဲ့ရှင်။နံပါတ်6အသားစားစက်တူရည်များ ချက်တူရွေးရေဆိုတာလူတိုင်းချက်တဲ့ငံအမျိုးအစားတစ်မျိုးပဲဖြစ်ပါတယ်။တို့ကလူတွေနဲ့ခင်တတ်တဲ့စကားပြောတတ်တဲ့အထိတွက်လက်ချက်ကြတယ်၊လိမ္မာပါနှံကြတယ်၊အသီးနှံလေးတွေစားပြီးတော့နေကြတယ်ဆိုတာလူတိုင်းတင်ငံလေးတွေပေါ်မြင်တဲ့အမြင်ပါ။ဒါပေမဲ့ KIA ဆိုတဲ့ချက်တူရွေးမျိုးကတော့တခြားချက်တူရွေးတွေနဲ့လုံးဝမတူပါဘူး။တို့ကစိတ်ကိုရက်စက်တတ်ကြပါတယ်။တပ်ပင်ဘဝစိတ်တွေကိုမြင်ရတာကဒီကောင်တွေရဲ့အမှန်တရားတစ်ခုကိုသိရတာချက်ပို့ပြီးတော့ကောင်းပါတယ်။နယူးဇီလန်မှာဒီကတ်တွေကစိတ်တွေတိုးတွေကိုစားကြတဲ့အကောင်တွေပါ။စိတ်တွေတိုးတွေရဲ့ကြောပေါ်မှာနားကြပြီးတော့ကြောရ ေပြားကနေထိုးဖောက်ပြီးတော့စားတော့ကြတာဖြစ်ပါတယ်။သူတို့ကြိုက်တဲ့အစီလွားတွေကိုမရောမချဲမှာပဲတဲ့ရှင်။စိတ်တွေကိုအရှင်လက်လက်ရက်စက်စွာစားနိုင်တဲ့ဇတ်တူရည်ငှက်တွေပါ။သူတို့ကိုဖယ်ချဖို့အတွက်စိတ်တွေတိုးရိဟာစူးစမ်းကြရင်တောင်မှဒီကောင်တွေကကြွယ်ကပ်နေတတ်ကြပါသေးတယ်။ ဒီကျက်တူရေးရရဆိုရင်တော့စိတ်တွေသိုးတွေကိုတေးတဲ့အထိစားပြစ်တာမဟုတ်ပေမဲ့လေသူတို့ကြိုက်တဲ့ဒဏ်ရာတွေကြောင့်ပဲသိဆုံးကြရတာပေါ့အဲဒီချိန်ကျမှကျက်တူရေးရဟာတကောင်လုံးကုန်အောင် စားပြစ်ကြပါတယ်ကျက်တူရေးတကောင်ကိုအခုလိုတားရဲငှက်ဖြစ်နေမြင်တွေ့နေရတာတကယ်ကိုထူးဆန်းပြီးတော့မနှဲ့မြုပ်စရာပါပဲဒါပေမဲ့နယူးဇီလန်မှာကနိုတိုက်တက်တော်ရီမရှိသလောက်ရှားပါပါတယ်ကျွမ်မျိုးစိတ်တို့လင်းနို့မျိုးစိတ်တို့ဆိုလည်းတမျိုးတည်းရှိတာပေါ့ကမ္ဘာရာသီဥတုအခြေအနေပြောင်းလဲမှုတွေကြောင့်လည်းလူတွေရဲ့နေချင်းမှုတွေကြောင့်ပဲဖြစ်ပါတယ် ဒီကျတူရီရီရဲ့အဓိကအစားစရာဖြစ်တဲ့တန်ကောင်းတွေအင်းဆက်တွေကပြောက်ွယ်သွားပါတယ်။ဒါကြောင့်ဒီကျတူရီရီရလည်းအစာပြောင်းပြီးတော့စားကြရတာပေါ့။နယူးဇီလန်ကစိတ်တွေသိုးတွေဆောက်ရောက်တာက1983မှာပေါ့။ဒါကြောင့်ဒီကျတူရီရီဟာလည်းရွေးချယ်စရာမရှိဘဲနဲ့ဒီကောင်းတွေကိုစားစားကြည့်ကြခဲ့တာဖြစ်ပါတယ်။အခုမြင်နေရတဲ့ဒီကျတူရီရီဆိုတာပထမဆုံးစိတ်တွေသိုးတွေကိုစားခဲ့ကြတဲ့ကျတူရီရီရဲ့မျိုးဆက်တွေပေါ့။နိုင်ငံမှာလည်းဒီကောင်းတွေရဗီလိန်နေပါပဲ။သူတို့ကြောင့်ပြဿနာတော်တော်ကိုတက်ကြရတာပေါ့။မွေးမြူရေးသမားတွေအတွက်ဆိုရင်တော့ပို့ပြီးတော့စိုးပါသေးတယ်။ကားရီကို ည်းထိခိုက်အောင်လို့လုံးမိတတ်ကြပါသေးတယ်။ငှက်လောကရဲ့ဗီလိငှက်တွေပဲဖြစ်ပါရဲ့ရှင်။နမရှိလင်းပိုင်တို့စော့တဲ့ကစားပွဲလင်းပိုင်တွေရာဆွေးတော့ပင်လေပြောတဲ့ကျမတို့တွေရဲ့တငယ်ချင်းတွေပဲဖြစ်ပါရဲ့။သူတို့ကကဘာမှာအပျော်တတ်ဆုံးညံအကောင်ဆုံးအဖော်ရွေဆုံးကောင်တွေလည်းဖြစ်ပါရဲ့။ဒါအပြင်သူတို့ကတယောက်နဲ့တယောက်ဆက်သွယ်တဲ့အခါမှာလည်းကိုပိုင်ဘာသာစကားတွေကိုအသုံးပြုကြတာပါ။ဟုတ်ပါတယ်လင်းပိုင်တွေရာကိုပိုင်ဘာသာစကားရှိပါတယ်သူတို့ပတ်ဝန်းကျင်နဲ့သူတို့ကိုသူတို့နားလည်နိုင်စွမ်းလဲကောင်းကြပါတယ်ဒါကြောင့်လေသူတို့တွေဟာ လူတွေနဲ့ရင်းနှီးပြီးတော့လူတွေလောက်တာတွေကိုလိုက်ပြီးတော့တူပြီးတော့လုံနိုင်ကြပါတယ်။ဥပမာအဖြစ်ဘောလုံးကစားတာတို့ဘာလို့ပေါ့နော်။တို့ကဘောလုံးနဲ့မစော့ခဲ့ရတဲ့ပင်လေတွေကဘောလုံးကားတွေကိုတကောင်နဲ့တကောင်ဘောလုံးလိုတော့ပြီးတော့ကစားကြတာပေါ့။ဘောလုံးကားကတော့ကြားထဲမှာဖေးသွားအမှန်မသိကစားခံနေကြရတာပါပဲ။လင်းပိုင်နေရဘောလုံးကားတွေအစိမ့်ရှိရာကြောင့်ပါဇက်ထဲမှာကြာကြာတော့မကြိုက်ထားကြပါဘူးရှင်။တို့ရဲ့ညံကောင်းမှုတွေကြောင့်တတ်မဲ့ဘောလုံးတွေကိုကစားနိုင်တာဟာလေအံ့ဩစရာတော့မရှိပါဘူးရှင်။ 那们狗没边边。 မွေးဆိုတာနဲ့ကြောက်တဲ့သူတွေ၊ရွံ့တဲ့သူတွေ၊မုန်းတဲ့သူတွေကပို့ပြီးတော့များပါတယ်။ဒါပေမဲ့တို့တော့မှလှိမြန်ပြီးတော့အစိတ်ပြင်းတဲ့အစွမ်းရှိရတော့ညင်းလို့မရပါဘူးနော်။ဒီကောင်တွေကပြန်နိုင်တယ်ဆိုတော့ပိုတော့ကြောက်စရာကောင်းသွားပါတော့တယ်။မွေးပြန်နေရမယုံနိုင်စရာကောင်းနိုင်ပေမဲ့လို့တကယ်ပြင်မှရှိတာပေါ့။မွေးပြန်နေရလေဟုန်စီးလို့ပြန်တန်းနိုင်ကြတာအမြင့်10မီတာထိတောင်မှပဲ။တို့ဟာမျိုးစိတ်တည်တံ့ရှိကြပါတယ်။ဥရောပကလူတွေကတော့ကံကောင်းလို့ဒလုံမွေမျိုးတွေ့ရမှာမဟုတ်ပါဘူးနော်။ကျမတို့ကတော့တွေ့ရနိုင်တာပေါ့လေ။ဒီမွေတွေကတောင်အာရှနဲ့အရှေ့တောင်အာရှတဝိုက်မှာစက်စားနေကြလို့ပါ ောင်အစိတ်ကလည်းတော်တော်ကိုပြင်းပါတယ်။တော်မရှုပ်တဲ့အကောင်တွေပဲဖြစ်ပါတယ်။ တို့ရဲ့ပြန်တန်းတဲ့နေကအရင်ဦးဆုံးတက်ပင်တပင်ပေါ်တက်ပါတယ်ပြီးပြီဆွေးနောင်နောက်ထပ်တပင်ကိုပြန်ပြီးတော့ကူတာဖြစ်ပါတယ်ပြီးတော့တို့သွားချန်တဲ့လမ်းကြောင်းကိုခွဲကြနိုင်ကြပါတယ်တက်ကိုင်းတက်ကိုင်းကနေတို့ကိုကိုဖြန့်ပြီးတော့လေဟုန်စီကတခြားတက်ပင်တွေစီကိုကူတာပါတို့ပါလေတက်ရဘက်ကိုလည်းတိကြပါတယ်ကိုကိုပြားနိုင်တဲ့အစွမ်းလည်းရှိကြပါတယ်အဲလိုပြားလိုက်တဲ့အခါမှာလေဟုန်စီကတော့ပိုလွယ်သွားပြီးတော့ခဏနဲ့ကူတန်းပြန်တန်းသွားလို့ရပါတယ်တကယ်လို့ပြိတ္တကြီးကလမ်းမမွေးတကောင်ပြန်နေတာတွေ့ရင်ပြေးဖို့သာပြန်ထားလိုက်ပါတော့နော် နံပါတ်10ကပလီ9မြောင် တဘာဝလောကကြီးထဲမှာကိုထူးခြားစံပြတဲ့ဖြစ်ရပ်တွေအားလုံးလို့ဖြစ်ပေါ်နေတာပါ။ဒါပေမဲ့လူတွေကအရာတွေကိုရိုက်ကူးမှတ်တမ်းတင်လိုက်တဲ့အခါမှာတော့ကြီးလောက်ကောင်တဲ့တဘာဝရုပ်ရှင်တွေဖြစ်လာပါတယ်။ဒီဗီဒီယိုဟာဆိုရင်တော့ကနေဒါမှာရိုက်ကူးထားတာဖြစ်ပါတယ်။ဒီဗီဒီယိုတွေကဖြစ်ရပ်တွေအားဆိုရင်တော့လူသားတွေကြားမဟုတ်ဘဲနဲ့တဘာဝဆက်ဆက်တိုင်းဖြစ်လို့နေပါတယ်။နွေရာသီလယ်မှာဆိုရင်တော့ခပလင်းငါးတွေဟာထောင်ထဲချီပြီးတော့ကမ်းခြေမှာရှိနေတတ်ကြတာပါ။ဘာကြောင့်လဲဆိုရင်တော့မိလိုက်ဖို့အတွက်စူဝေးနေကြတာပါပဲ။တနေ့မှတခါသူတို့ဟာမိလိုက်တာပါ။ဒီမိလိုက်တာတွေကိုအောင်မြင်အောင်အထီးတွေကအသိခံကြ ာပါတယ်။မြေပေါ်မှာရှိနေတဲ့အသေးတွေကငါးထီလေးတွေပေါ့။ငါးမောင်လေးတွေကတော့အသက်ရှင်သွားကြပြီးတော့ဥချဖို့အတွက်မျိုးပွားဖို့အတွက်ဆက်ပြီးတော့လုပ်ကြပါတယ်။ဒါကြောင့်ကျမတို့လိုကန်းချေကိုအလဲလာတဲ့သူတွေကကြတော့ဒီငါးရိတ်ကိုကြည့်ရင်တဲ့တန်ဝေကယူနိုင်တာပေါ့ရှင်။တဘာဝဟာဘာရိတ်လုံးနိုင်တယ်လဲဆိုတာတွေကိုမြင်ရစေဖို့အတွက်ညင်ခွေးမဲဖြစ်ပါတယ်ရှင်။နမန်ဆက်တဲ့ market သူတို့တွေကတော့အပြင်ပိုင်းကနေကြည့်မယ်ဆိုရင်တော့ချက်စရာလေးတွေလို့ထင်ရပါတယ်။အပြင်ပိုင်းပုံစံနဲ့တင်အဆုံးဖြတ်မစောဘူးတော့လို့တာပေါ့နော်။သူတို့ကတကယ်တော့ရက်စက်တတ်တယ်လို့အမဲလိုက်လဲကျွမ်းကျင်ကြတဲ့သူတွေပေါ့။သူတို့ဆိုင်ဆောင်စားစရာကတော့ကင်မီကောက်တွေပဲဖြစ်ပါတယ်။ကျမတို့လူတွေတောင်မှကြောက်တဲ့ကင်မီကောက်တွေကသူတို့အတွက်တော့အမဲလိုက်လို့ကောင်းတဲ့စားစရာတတ်တတ်ပါပဲ။သူတို့ကတဘာဝအတိုင်းကိုကင်မီကောက်တွေရဲ့အစိပ်ပြီးတဲ့အကောင်တွေပေါ့။ဒါကြောင့်လည်းမကြောင်မယုံလိုက်လဲဖန်စီစားတောင်းနေနိုင်တာပေါ့နော်။ကင်မီကောက်တွေရဲ့လက်နက်ကအစိပ်စုတွေပဲဖြစ်ပါတယ်။ သူတို့ဟာကဲမိကောက်တွေရဲ့အစိတ်တွေကိုမမှုပဲတကိုယ်လုံးကိုဝါစာပြေကြတာပါပဲသူတို့ဟာကလေးရလာပြီးဆိုရင်လည်းဘလို့အမဲလိုက်ပြီးစားတော့တက်ရမလဲဆိုတာတွေကိုသင်ပေးကြပါတယ်သူတို့အမဲလိုက်တာတွေကိုကြည့်ခိုင်းပြီးတော့စားခိုင်းကြတာပါအရင်ဦးဆုံးသားကောင်တွေကိုမိရနဲ့ဘယ်မှမသွားနိုင်အောင်လို့လုပ်ကြပါတယ်ပြီးရင်တော့ကလေးတွေကိုပြန်ဖမ်းခိုင်းပြီးတော့စားခိုင်းကြတာပါဒီလိုနဲ့ကလေးတွေရလေအမဲလိုက်တာတွေကိုကျွမ်းကျင်လာကြပါတယ်ရှင်နမစနေကနန်းများ ဒေလာပနေရဲ့ခန်းအောင်ကြည့်လိုက်ပါသူဝစတိုင်ပြင်းနေပါပဲဒါပေမဲ့ခန်းန်းကြောပေါ်ကအကောင်တွေကို sees arching လို့ခေါ်ပါတယ်ဒီကောင်တွေကိုမြန်မာလိုဘလို့ခေါ်လဲတော့မသိပါဘူးအနည်းဆဆုံးတူတဲ့အကောင်ကတော့တတ်မချုပ်ပါပဲနော်ခန်းန်းပေါ်မှာနေနေတာလည်းအကြောင်းရှိပါတယ်ခန်းန်းတွေကကြောပေါ်မှာတခြားရှင်တွေတတ်တော်ရည်ဖြစ်တဲ့ sees arching တွေကိုရေမြုပ်ကောင်တို့တန်တာကြောက်တန်းတို့ကိုတင်ဆောင်ထားလိရှိတာပါဘာလို့လဲဆိုရင်တော့ခန်းန်းတွေကသူတို့ကိုသူတို့ကပွဲတာညံ့လို့ပဲဖြစ်ပါတယ်ဒီလိုကြောပေါ်မှာတကောင်ကောင်တင်ထားမယ်ဆိုရင်တော့သူတို့ကိုကြလာမယ်အန်ဒီရဲ့တချို့ကနေကောက်ွယ်ပေးနေ နာဖြစ်ပါတယ်။ Sales အခြံတွေကတခြားသားစား9ရေစီရနေကာကွယ်ပေးပါတယ်။ခန်းန်းတွေကလည်းသူတို့ကိုအစာပြန်ကျွေးပြီးတော့သွားလာရေးအတွက် free လိုက်ပို့ပေးကြတာပါ။ဒီတော့အပေးယူသဘောနဲ့နဲ့ဆံပါတယ်။ဒါပေမဲ့အလုပ်တော့ဖြစ်နေတာပါပဲရှင်။နမဆတ်တော့ခွေးတွေရဲ့အကျင့်တစ်ခု နောက်ဆုံးအနေနဲ့ပြင်ဆင်ထားတဲ့အထူးစံဆုံးအရာတစ်ခုကိုချမပြခင်မှာကျမတို့အချက်တော်ခွေးရီရဲ့အနံ့ခံဓာတ်ပုံတစ်ခုအကျင့်တစ်ခုအကြောင်းကိုပြောပြပေးကြပါမယ်။ခွေးရီကအနံ့ခံအာယုံကောင်းတာတော့ပရိသတ်ကြီးလည်းသိမှာပါ။သူတို့ကအနံ့နဲ့နဲ့ခွဲကြပြီးတော့လူစိုးလူကောင်ခွဲကြနိုင်ပါတယ်။ဒါကြောင့်အနံ့ခံတာဟာခွေးရီရဲ့နေ့စဉ်မလုံးမဖြစ်အကျင့်တစ်ခုပါပဲ။တချို့ခွေးရီကလူတွေနဲ့ ပေါင်စားတွေကိုအနှံ့ခံတတ်ကြပါတယ်။တကယ်တော့ဒေချင်းဟာခရစ်လုံနေကြပုံမှန်တစ်ခုပါပဲ။ဘာမှထူးဆန်းနေလို့မဟုတ်ပါအောင်တော့လူရီကတော့ဒီလိုအနှံ့ခံတာခံလိုက်ရရင်တော့တမျိုးဖြစ်ပြီးတော့ရှက်တာဘာညာဖြစ်နိုင်ပေမယ့်တကယ်တော့အဲ့လိုဖြစ်စရာမလိုပါဘူး။တကယ်တော့ခွေးရီရဲ့အခုလိုပေါင်စားအောင်အနှံ့ခံရတာကအကြောင်းရင်းခိုင်မှရှိပါတယ်။ဒါလဲဆိုရင်တော့ခွေးရီရဲ့အနှံ့ခံမှုဟာချွေးကလန်းတွေကိုဖြစ်လို့ပါပဲ။ကျမတို့ကချွေးကလန်းတွေထွက်တဲ့နေရာကခွေးရီအတွက် တခြားနိုးတိုက်တတ္တဝါတွေများများလာလာဆိုတဲ့တန်တရားတွေကြောင့်ဆက်စည်းတဲ့အနေနဲ့နှမ်းကြတာဖြစ်ပါတယ်။ နောက်ဆုံးတင်ဆက်ပေးချင်တာတော့မွေးတွေပဲဖြစ်ပါတယ်။ဒီကြောင်စီဟာတွားသွားကောင်တွေကသူတို့ရဲ့ပါဇက်အရေးပြားနဲ့ပတ်သက်ပြီးလှိဝတ်မှုတွေအများအပြားရှိကြတာပေါ့။ Taxi Flex ဆိုတာကတော့ ကော်လိုဘတ်မွေမျိုးရင်းတွေရဲ့မျိုးကွဲတစ်ခုပါသူတို့ကဥရေစားတာလုံးကိုကြိုက်ကြပါတယ်ဥရေကိုအလုံးလိုက်မျိုးချကြတာပါဘာဥပဲဖြစ်ဖြစ်ဥဆိုရင်ကိုရပါပြီမွေရဥကိုဘယ်လိုစားမှလဲဆိုရင်တော့ဒီမှာတိတ်တိတ်ချာချာကြည့်လိုက်ပါသူတို့ကအလုံးလိုက်မျိုးလိုက်တာပါသူတို့ကဥရေစားတာကိုပြဿနာမဖြစ်အောင်လို့ကူညီပေးပါတယ်သူတို့ကဥစားတာတိတ်ကိုကြိုက်ကြတာပါဒီမွေတွေကပါဇက်ထဲမှာသွားဆိုတာမရှိသလောက်ပါပဲသူတို့မေယိုးတွေကလည်းအကျဲကြီးဟာနိုင်ပါတယ်ခေါင်းထဲကအယိုးတွေကစနေရချဲ့ပေးနိုင်ပါတယ်ဒါကြောင့်ဥတလုံးကိုမျိုးချရတာသူတို့ဖို့အရေးကြီးကိ စားမဟုတ်ပါဘူးရှင်။ဥတလုံးမျိုးပြီးပြီးဆိုရင်နောက်ထပ်တလုံးထပ်ပြီးတော့မျိုးနိုင်ပါသေးတယ်။တို့ကဥတွေတိတ်ကြိုက်တဲ့အမွေတွေဖြစ်တဲ့အတွက်မမျိုးနိုင်တဲ့ဥဆိုတာမရှိသလောက်ပါပဲနော်။ဒီကနေ့ခိုင်တင်ဆက်ပေးခဲ့တဲ့ထူးဆန်းလာတဲ့တတ္တဝါတွေရဲ့ဗီဒီယိုတွေကိုရှာကြည့်ထားတဲ့အကြောင်းကတော့ဒီနေရာမှာပဲတင်ဆက်လုပ်ပြီးပါပြီနော်။အဆုံးထိချစ်ခင်ကြည့်ရှုပေးတဲ့တယောက်ချမ်းစီတောင်လည်းကျေးဇူးအများကြီးတင်ပါတယ်။ဆက်လက်ချစ်ခင်အားပေးကြပါအောင်လို့ပြောကြတဲ့နှုတ်ဆက်ပါရစေ။နောက်တစ်ခါမှလည်းစိတ်ဝင်စားဖို့အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်။ Bye bye ။